ထမထွက်လာတဲ့အချိန်မှာကျမအိမ်မှာနေရတဲ့အခါရန်ငစ်တိုက်ခန်းချင်းမှာဧည့်တွေကများပါလေလာနှုတ်ဆက်ကြတဲ့လူပါညာနဲ့များတဲ့အခါကျတော့ဇာပီတိုင်းဝိုင်းနိုင်ငံရေးတိုင်းဝိုင်းများတဲ့အခါကျတော့သာသမီရဲ့ထွက်အောင်မိသမီးသွားနားနေဖို့ကောင်းတယ်ဒီမှာဆိုတော့မိနားမှာမဟုတ်ဘူးကျမမှလည်းယောဂနဲ့လည်းပပပါလာတဲ့အခါကျတော့စိတ်ကူပင်းနေတဲ့မောင်လေးဆရာဝန်ကလည်းရှိတယ်သူကသူ့ခန်းကိုလိုက်ခဲ့သူ့အိမ်မှာသူ့အိမ်မှာနေပြီးသူစိတ်ကူပင်းတယ်လို့ပြောတယ်ဆိုတော့ကျမလိုက်သွားတယ်ဟုတ်ပြီ ဆောင်းဖတ်အေးစေးဆောင်းတွေပါလေဖတ်မယ်ဆိုပြီးယူပြီးလိုက်တော့သူ့အိမ်ကမြုပ်ပြန်မှာပြောရင်တကုံမှာပါတကုံမှာဆောင်းငမို့ရင်ချောင်းပေးမှာတိုက်ခန်းလေးတခုသူအောက်ဆုံးတက်ကလေးကိုလည်းထားတယ်အဲ့ဒီလိုသွားတယ်ရောက်တော့ကျမတောင်းဟိုကဆင်းဆင်းခြင်းပဲဘာဖြစ်တယ်လို့ဆိုတော့တိုက်ခန်းကိုရောက်ကွာဒီနဲ့ဒီနိုင်ရကဝေးပါတယ်အဲ့ဒီတော့ကိုရှောက်ကွာလမ်းမှာအပလတ်စတစ်ခွန်လေးဆက်ကူစုပ်တွေဒီရှောင်းလန်းလောက်ထားတဲ့အုတ်ခဲလေးခဏခဏစီထားတဲ့လမ်းပေါ်မှာ အမိုက်ရှိတယ်။အဲ့ဒီအမိုက်တဲ့ပုံဆိုတာကျမတို့မြန်မာနိုင်ငံမှာကွန်ဒရီကဘာဘောမှာတနိုင်ငံလေးရှိနေတယ်။ကွန်ဒရီလေးပြစ်စက်တဲ့ခါနှစ်ဟိုရက်ပေါင်းများစွာဟိုရက်တော်ကြာကြာထွေးခါလေကွန်ဒရီအချောက်တွေရောလောလောလတ်လတ်ထွေးထားတဲ့ဆိုစီစီချွဲကြည့်ကြည့်ရောအများကြီးကားပေါ်ဆင်းလိုက်တာလည်းမျိုးကျမလမ်းရှက်တော့ပါဖြစ်တယ်။တကယ်လားဆိုပြင်းလုံးရင်းကလို့ရှောက်အောင်ဖြစ်နေ။ခံရဖို့အဲ့တော့မြင်လို့အခါလေဟဲ့ ပဝင်းကျင်ကညစ်ပလာကြီးလားကျမပြောတယ်ညစ်ဆောင်ကလေးရောက်တယ်နည်းနည်းပါတန်ရှင်းလေးပါလို့လုပ်မှာပေါ့ဘာမလုပ်နိုင်ပါဘူးရာအမရာလေအများကြီးပဲလေအပေါ်ရက်ကလည်းပြစ်ချတယ်ဒီနာလူတွေကလည်းစိတ်ရှိတမ်းရှိတယ်ကျမဘယ်လိုလုပ်ရမှာလဲနော်သူကလည်းတောင်းမနေကြဘူးကျမမောင်လေးပါအဲ့ဒါကျမလည်းဘာပြောပဲလူမကိုရှောင်းနေရှောင်းနေဝင်သွားပြီးအခန်းထဲရောက်သွားတဲ့အခါကျတော့ခန်းထဲမှာ ဲ့ရောင်ရအောင်အခန်းတကာပွင့်လိုက်တာနဲ့ဒီအုတ်ခုံလေးလေကားလေးဒီလိုသုံးတိကိုဆင်းလိုက်တာနဲ့အမိုက်နဲ့ကုန်းတွင်းနဲ့ကိုတွေ့တော့တာအဲ့တော့နေတယ်ကျွန်တော်လုတ်ပြမယ်မတလောက်ဆင်းဆင်းရနေကျွန်တော်လုတ်ပြပါများလုတ်တယ်သူ့အခန်းလေးရှိမှကျွန်တော်ဆိုင်တော့ကလေးတခုရှိပါတယ်ဒေါက်တာဘူးအန်ဂျီယက်ဆွဲကိုအကွာနောက်ထပ်ပွဲလုံးလေးပါလိသူကရေးသူအထုပ်ဘူးဆိုတော့အဲ့ဒါလေးရေးပြီးတော့ချိန်တာအဲ့ဒီဆိုင်ဘုတ်ကလေးရဲ့ ဟိုအနားမှာသူကဆိုင်ဘုတ်တစ်ခုကတ်ချင်ပုံရပါတယ်သူကဝင်းရမှောက်ပြီးတော့ဆက်ကူချက်တစ်ခုယူပြီးတော့ရေးတယ်ဆော့ဖ်ပန်နဲ့သူရေးနေတာဘာလဲမသိဘူးရေးပြီးတော့မှတပိပြီးတော့ကတ်တော့နေတယ်ဘာလဲနေရတာကြာပါဘူးတောင်းကြည့်လိုက်တော့မှကွန်တရီမထွေးရကျိုးစားပန်းသာရေးနေတဲ့ဆိုင်ဘုတ်ကကွန်တရီမထွေးရကွန်တရီမထွေးရဘယ်တော့ကတ်မှာလဲအေးရှင်းမှာလေးတယ်ကျွန်တော်ဖန်ရှင်းမှာကတ်မှာပေါ့နေရဘုတ်ကတ်မှာလဲကွန်တရီမထွေးရကွန်တရီမထွေးရလို့ရေးလို့ ဒီလိုအမိန်တန်အာနာတန်နဲ့ရေးထားတဲ့ဆိုင်ကိုဘယ်သူမှမလိုက်တာလို့လေလို့ပိုတော်ဆိုးသွားအောင်မယ်လို့ဘာရမှမသိပါဘူးဒါဆိုရင်လူတွေရှိန်တာပေါ့လေဒီရှိန်လည်းပြီးရောဆိုတော့ကတ်အဲ့ဒီဆိုင်ဘုတ်ကြီးဘလို့ပဲကတ်ကအကျိုးမရှိရကျွန်မသိတယ်အဲ့ကြောင့်လဲဆိုတော့လေအာကျေကျော်တာဆိုင်ဘုတ်ဆိုတာဘယ်တော့မှအဲ့ဒီအတိုင်းမဖြစ်လာဘူးနော်ဘာလဲကျမတို့ဟိုကျုံကျော် ကျုံပြောမှာအဲဟုတ်တယ်ကျုံပြောစာပေပေါ်ပြပေးတော့ညာကြီးရောက်သွားတယ်အဲ့ဒီမှာခေါ်ပြီးတော့မနေ့အစိုးကြီးပြန်လာတယ်မနေ့အစိုးညာကြီးရောက်သွားတယ်ကျွန်တော်တော့မသိဘူးမောင်မဲမဲနဲ့မြို့အဝင်မသိဘူးပြန်ထွက်ကြတော့မနေ့မိုးလင်းလှည့်ကြည့်လိုက်တော့အဲ့မှာဟိုစိုက်ဘုတ်လေးတစ်ခုတွေ့တယ်အဲ့ဒီစိုက်ဘုတ်ကဘာလဲဆိုတော့ကျက်စုပင်စိုက်ပျိုးခြင်းဒီအမျိုးသားရေးတာဝန်တရားဖြစ်တယ်နော်အဲ့ဒါကြီးတော့အဲ့ဒီအချိန်မှာကျက်စုပင်နေခုတ်နေပြီး မဆက်ရတော့ဘူးခိုင်ဝင်ကိုယ်စိုက်ပြီးသားတွေလည်းအကုန်နှုတ်နေပြီဟိုတီဗီကလည်းပဲတက်စုစီတွေကြိတ်မပြတော့ပြီးသွားပြီဒီစီမံကိန်းကမအောင်မြင်ဘူးအဲ့ဒါတင်ပေါင်းများစွာအဲ့ဒါစာတင်ကြောင်းပေါင်းများစွာစောင့်နိုင်တဲ့ငွေပမာဏနေလွတ်သွားပြီလို့တိုးတိုးတိတ်တိတ်ဝန်ခံပြီးပြီအဲ့ဒီအချိန်ကြီးအဲ့ဒီမျိုးကလေအဲ့ဒီဆိုင်ဖို့ကိုမဖြုတ်ဘူးတက်စုစိုက်ပျိုးခြင်းဒီအမျိုးသားရေးတာဝန်တရားဖြစ်ပြီမဖြစ်နိုင်တာတွေအမြဲတမ်းကြွေးကြော်တာနဲ့ဆိုင်ဖို့လည်းလုပ်တာကျွန်တော်တို့မြန်မာလူမျိုးတွေအကျင့်ကိုပြောတာပါ Em nói cho bác bảo đi ạ Phải lấy Con tâm đi mà thuê ạ Thế lúc mà lại làm mà mong lúc Thế lâu chị Ủa có thể cắt đấy để tôi vừa cắt Tôi là mình lại xôi con cô xin này Rồi tôi ạ em ngã cho tôi đấy Tôi sẽ yếu này yếu là vừa tôi lên bà bị lâu Nào chú qua dây gì à xin này Tôi quên hóa nhà mỗi chung là bia xin này cô này bỏ Chứ mà em ngã chơi biểu sao Tôi lấy sao quên thay lại mà chơi biểu sao M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 à chơi တနေ့မှာရိတ်ခါပုံသွားလို့ဈေးဝယ်မယ်ဆိုတော့အပြင်ထွက်ကိုတပားခွင့်လိုက်တဲ့အချိန်နေကအခန်းတစ်ပတ်ဘောကနေပြီးတော့ဆင်းလို့ရတယ်နေကသုံးနှစ်မှာသုံးနှစ်စလုံးချီချရံနေရမရှိကိုန်းသူရီပဲတခြားမိုင်မရှိကိုန်းသူရီကပုံများပါတယ်ဟိုဟိုဒီဒီကြည့်တော့လေကိုန်းသူရီမှာများလိုက်တာတမင်လာပြီးရှိရှိသမျှလူတွေအကုန်လာထွေးထားသလားတင်ရ ကိုကြည့်ကြည့်တော့အုံနိုင်ရနေမှာလဲဆေးတုတ်ထားတဲ့အပြာရောင်အုံနိုင်ရနေမှာလဲကွန်ဒရွေးတွေတမင်ထွေးလာတမင်ကိုလှုပ်ပြီးဆိုင်းဘုတ်မော့ကြည့်လိုက်တယ်ကွန်ဒရွေးမထွေးရတဲ့ဆိုင်းဘုတ်မှာကွန်ဒရွေးတွေထွေးလာရရစရာတောင်မရှိဘူးအဲ့တော့ကျွန်မစိတ်ထဲမှာအဲ့တော့တော့မထင်တာဘူးလူတွေရဲ့တုံ့ပြန်မှုဒါပေမဲ့မောင်လေးပြန်လာတော့ပြတွေ့လာလူတော့ဖြစ်နေပြီဘာလဲမသိဘူးထားလိုက်ပါမလားတဲ့မသိသလိုနေလိုက်တယ်သူတို့လုံနိုင်ဘယ်လောက်ကြာကြာလုံနိုင်မှာလဲတဲ့ နောက်ဆုံးလေးရကြတော့ကျမတို့ကထွက်ပါတယ်ထွက်တဲ့အခါကျတော့ကျမရဲ့ဘုန်းကလည်းကွန်ဒရီတွေနဲ့ချီချစရာမရှိအောင်မြစ်ပေနေတဲ့ခြေကားတုံးတဲ့တမန်တင်းတွေကတုံးတဲ့ဟာပြောင်းဝန်တက်နေတာပဲရင်းနဲ့ဆေးကြောပြီးတော့သင်ချာတန်ရှင်းလုပ်ထားကုန်ရပါတယ်အမှတ်တပင်မရှိဘေးမှာလည်းပဲဒီအခန်းနံရံတွေမှာထွေးထားတဲ့ကွန်ဒရီတွေကိုလည်းသင်ချာဆေးကြောတန့်စင်ထားလို့ အယောင်အပြာရောင်လေးနဲ့တိတိလွန်လွန်လှနေပြီဆိုင်းဘုတ်ကလည်းကျွံ့ရောင်လေးပြန်ထွက်လာပြီဘသူလောက်သွားမှမသိဘူးဒီလောက်တန်ရှင်းကိုအချိန်ကြာကြာစိတ်ရှည်လက်ရှည်ဘသူကလုံးမှမသိပါဘူးအဲ့လိုဖြစ်သွားအဲ့လိုဖြစ်သွားတော့ကျမကြည့်တယ်သူကများလာလုပ်ပါလေဒီတန်ရှင်းကိုပိုကောင်းမဲကျမမောင်းမဲတယောက်ရဲ့ကိုအခချင်းငွေပြီးပြီးတော့တန်ရှင်းလုခိုင်းလိုက်ကြလားပေါ့ဒီစိတ်ကနေတွေးတယ်အဲ့မဲ့ကျမအဲ့ဒါခဏခဏ စိတ်ဝင်စားတော့တကားကိုခါနေဆိုပိတ်ထားပြီးတဲမှာကိုယ့်အကိုစာဖတ်နေတယ်ချက်ပြုတ်နေတယ်လို့ပေါ့နော်အဲ့ဒီကကျတော့ကျွန်မစိတ်ဝင်စားခဏခဏတကားလေးဖြုတ်ဖွင့်ပြီးတော့ကြည့်နေတယ်ကြည့်ပြီးတော့မှတနေ့ကျတော့အဲ့ဒီဒီကားရင်းလေးမှာထုံးတုပ်နေတဲ့ကလေးပြတ်မတွေ့ဘူးခုနကလိုပဲဗမာနိုင်ငံသားများဂျင်းပေါင်းရပြားတော့တော်တော်ဝတ်ကြတယ်ဂျင်းပေါင်းရပြားနဲ့တီရှပ်လေးနဲ့အဲ့ဒီကောင်လေးတက်30လောက်ပဲအဲ့ဒီကလေးလေးကိုတွေ့တယ်တွေ့တော့အဲ့ဒီကလေးက ဆေးတုပ်နေပြီးတော့ဘုံတဘုံကိုခြတော့ပြန်တက်သွားတယ်ပေါ့အမိုက်ဘုံတဘုံခြပြီးပြန်တက်သွားလေကားတောင်ကျမကတကားဖွင့်ပြီးဒီဘထွက်လိုက်ပြီးအဲ့ဒီလေကားတောင်အပေါ်ရက်တက်တဲ့လေကားတောင်တော့ကြည့်တွားကြည့်တဲ့အခါကျတော့မှအမိုက်ဘုံမှာစာကတ်ထားတာစာလေးကြီးပြီးတော့တိတ်နဲ့ကတ်ထားခွန်တွင်းနဲ့အမိုက်များကိုဒီဘုံထဲကိုစွန့်ပစ်ကြပါခင်ဗျာတဲ့နေသူကရင်ကျေးရတာကျမမောင်လေးကခွန်တွင်းမတွေးရအဲ့ထွေးတဲ့ဘွားစုပြန်စော်သွားတယ်သူက ကုန်းတွင်းနဲ့မှန်냐ဒီဘုံနဲ့ကိုစွန့်ပြစ်ကြပါခင်ဗျာအောက်ကကျွန်တော်သိမ့်ပါနေပြီးတော့မှကျော်စွာသူ့နာမည်။အော်ကျော်စွာဆိုတာဒီကြီးမောင်မီနဲ့ကောင်းလေးကြီးလေးတက်မှပေါ်ဆုံးကြမှာနေတာပဲ။ကုမ္ပဏီတခုကဝန်ထမ်းလေးချင်နေကျွန်မသိသွားတယ်။သိတော့ဒီကလေးရင်ကျေးလိုက်တာ။သုံးလေးရဲ့ကျွန်မစောင့်ကြည့်ပါရဲ့။ကျွန်မတို့အပေါ်ရမှာ ခန်းတစ်ခန်းဟွာပြီးတော့တင်တန်းတစ်ခုဖွင့်လာတင်တန်းကဘိုလောင်းတင်တန်းတက်ဖို့ကလေးတွေကိုကြိုတင်ပြီးတော့ဒီမှာဘိုလောင်းတင်တန်းဆံလို့ပဲဖြင်းမဲ့ကလေးတွေကိုကြိုတင်ပြီးလေ့ကျင့်တင်တန်းပေးတယ်တင်တန်းအဲ့ဒီတင်တန်းအခကျင်းဝင်ပြီးတဲ့တင်တန်းကတင်တန်းဆရာညဆိုမရှိဘူးကလေးတွေဒီမှာကျောင်းရေးကျောင်းစားပေါ်လာကြောင်ထားခဲ့တယ်အဲ့ဒီကလေးတွေကလေစလိတ်နေတော့အောက်ကိုပြချကော်ဖီကိုကလေးနဲ့များပြင်ထွက်လိုက်ကော်ဖီနဲ့ဘလုတ်ဆိုစနစ်ကပြုတ်ကြ။နော်။ဟိုပလတ်စတစ်အိတ်လေးပြစ်ချ တခါကံကမဆလာမုတ်နေကောင်းမော်တော်ကြအဲ့အပေါ်ကတော်တော်ဆိုးတဲ့ကလေးတီးချမ်းကအမိုက်ဘုံကွန်ဒရီလေးဘုံဒရီနဲ့အမိုက်ညာဒီဘုံနဲ့ဆုတ်ပြကြတော့ခမားလိုရေးထားတော့ကျမလည်းဆက်ပြီးတော့စိတ်ဝင်စားတယ်ငါမောင်လေးရဲ့ case ကိုလေရရင်ဆိုင်ဆိုင်ဆောင်းဖို့ကိုလေတင်းတင်းစီးစီးဆိုင်ဖို့ကြရတော့ကြရှုံးသွားပြီလို့ဒါလေးကတော့ဘယ်လိုလဲမသိဘူးတကယ်ပဲနောက်မှာဒီဘုံလေးတဲ့ကိုထည့်ကြအမိုက်အပြင်းမှာကိုအမိုက်မပြစ်ကြတော့ ကွန်ဒရွေထွေးတာတော့ကျမတေချာသွားပြီးတော့ကြည်တယ်လေပလတ်စတစ်အိတ်ကလေးတွေကိုကွန်ဒရွေထွေးလို့တေချာချီပြီးမှဘုံနဲ့ဖြစ်တာဘုံနဲ့ပစ္စတဲ့ကတည်းကတွေးမထက်ဘူးဆောကျမတော်တော်ဟုတ်ပါတယ်ရေကျေးခြင်းရဲ့အာနိသင်နောက်တစ်ခုကကျွန်တော်သိမ့်ပါမယ်ဆိုတဲ့တာဝန်ယူမှုရဲ့အကျိုးရလက်အင်မတန်ချက်ချင်းလည်းငင်းကိုရွေးမြင့်နေအကျိုးရလက်ကြီးနေတာကလားကျမတွေးမိတယ်ကြီးလား အမိုက်ဘုံအမိုက်များတဲ့ကိုယ်သူတွေများဒီထဲကိုစွန့်ပစ်ကြပါခင်ဗျာဒီထဲကိုစွန့်ပစ်တယ်လေးလေးစားစားကိုစွန့်ပစ်တယ်ကြောက်ကြန်းနန်းနာပြစ်တယ်ပစ်စက်လက်ခတ်မပြစ်ဘူးပြီးတော့တခါကျွန်တော်တိမ့်မမယ်တာဝန်ယူမှုပါလာတဲ့အခါကျတော့ပို့ပြီးတော့လေးစားဖို့ရတယ်ကျွန်မလည်းတတော်ကိုကျွန်မတို့ပဲချမ်းဒီအခန်းသုံးခန်းရှိတယ်သုံးခန်းသုံးခန်းသုံးခန်းပေါ့လေးတပ်ပေါ့နော်အဲ့ဒီပဲချမ်းမှာစေကားတစ်ခုတော့အကုန်လုံးပတ်ဝန်းကျင်မှာတတ်နိုင်ရှင်းရှင်းဖြစ်သွားတယ်အဲ့ဒီကလေးကြောင့် အဲ့ဒီကလေးကိုကျမတော်တော်စိတ်ဝင်စားပြနေကြကျမမိတ်ဆက်ခြင်းလားကျမကအငယ်ဆုံးလောက်ပဲရှိကျမအဲ့မိတ်ဆက်ခြင်းလို့သူ့တနေ့ကပြန်ဟိုကျမနဲ့သူနဲ့ဆုံတဲ့အခါကျတော့လှမ်းပြီးကျမလည်းပြောတယ်မောင်ကျော်စွာဆိုတာလားကွယ်အော်ဟုတ်ကဲ့အန်ဒီလေဘာညာကိစ္စရှိပါလေဘာညာလို့ရှိပါလေမဟုတ်ပါဘူးလို့ငံမိဒီလိုစာလေးရေးပြီးတော့မိုက်ဘုံလေးချပေးထားတဲ့အခါပဝင်းကျင်ကိုတန်ရှင်းအောင်လုပ်ပေးလိုက်တဲ့အခါလူရီယာလည်းပဲ ်တန့်ရှင်းကိုလိုက်နာကြပြီးတော့အပိုက်လေးလည်းမညစ်ပတ်တော့ဘူးအဲ့ဒီလိုမျိုးကကျေးဇူးတင်လိုက်တာလို့တကယ်လည်းချီးကျူးပါတယ်လို့တာလူလည်းခေါ်ပါတယ်တားရဲ့မင်းသိပြီအမျော်အမြင်ရှိတာပဲလို့ကျမတို့ချီးကျူးစကားဆိုတဲ့အခါကျတော့ तू ကအဲ့မှာသူကောင်းလေးသူပုတ်ပြီးတော့ဟာအန်ဒီယာရယ်ကျွန်တော်ကိုမချီးကျူးနေရတာကျွန်တော်ခုဒီနေ့တော်တော်ရှက်တာပါဘာကြောင့်လဲကျမတို့စီမံရက်ွက်တည်တယ် ညနေ6:00နာရီနဲ့9:00နာရီကြားဆိုရင်အမိုက်ကားလေးခေါင်းလောင်းလေးလှုပ်လှုပ်ပြီးတော့ဘလန်းလောင်းဆိုအမိုက်ကားပစ္စည်းဝင်ဝင်လာပါတယ်။အဲ့တော့ချို့ရက်ကွက်ဒီချို့ရက်ကွက်တော့လားကိုမလားဘူး။အမိုက်ကဘာဘလောက်ပဲကြားနေဒီမလားမသိဘူး။လာသိတဲ့ရက်ကွက်တွေကိုလာတဲ့အခါကျရင်ကျမတို့အိမ်နေအိမ်နေကကိုအမိုက်ကလေးကိုထုတ်ပြီးတော့ကားကိုသွားပေးရတယ်။သွားပြေးရတယ်။ဆိုအဲ့ဒီကလေးကသွားသွားပြီးတော့ပြစ်နေကြတယ်။တော့မြက်တစ်ခါတော့သွားသွားပြစ်ပေးနေကြဒီအမိုက်ကုန်းနဲ့အမိုက်အဲ့ဒီတနေ့ကတော့ကျမမေးလိုက်တော့သူကဒီနေ့ကျွန်တော်သိချက်တာလည်းမရပါဘူး။ကျွန်တော်အပေါ်မှာလေးတဲ့ ဟိုဒီနေ့အမိုက်ကားလာတဲ့အတန်ကိုမကြားလိုက်ရဘူးတဲ့ဘောလုံးမွေးကြည့်နေတာပရီမီယာဘောလုံးမွေးကြည့်နေကျွန်တော်ကြိုက်သူကြိုက်တဲ့အတင်ဖြစ်ပါလိမ့်မယ်အဲ့ကြောင့်ညှိနေလို့တဲ့နိုင်ကြည့်လိုက်တော့မှဟာအမိုက်ကားတော့လာတော့မလားမသိဘူးဆိုဆင်းလာတယ်ခြေစမ်းမဝန်တည်းရဲ့တဲ့ဒီမှာအမိုက်ပြီဘူးဘယ်သူတိတ်သွားမှမသိဘူးတဲ့အမိုက်ကိုတိတ်ပြီးတော့ကားကိုတော့စွန့်ပစ်ပေးတယ်ပြီအခုကြည့်ပါဦးနဲ့ဒီအမိုက်ဘုံမှာအိတ်ကလေးအစ်စ်ကလေးနဲ့ပလတ်စတစ်အိတ်အစ်စ်ကလေးနဲ့ဆုတ်လို့အဆအဆုံးလုတ်ပြေးသွားတယ်အဲ့ဒီလူ ဘယ်လိုများဖြစ်မလဲလို့ကိုကိုတီတီကျွန်တော်ကြည့်တော့လေတဲ့အာအရှိအရှိတော့မမြင်ရဘူးတဲ့လောက်ဆရာရှိတာလောက်ပေးပြီးတော့အေးစစ်စစ်သူထွက်သွားလိုက်တာတဲ့ငါလောက်တာငါလောက်တာဆိုပြီးအနားမှာရစ်တည်ရစ်တည်လည်းမနေဘူးတဲ့မင်းကဒီနေ့ဘာလို့ဆင်းမလာတာလဲငါလောက်လိုက်ရတယ်လို့မပြောဘူးတဲ့ဘသူဖြစ်ဘလို့မှလည်းမသိဘူးအဲ့ဒီလူကိုကျွန်တော်လေးစားလိုက်တာအန်တီကျွန်တော်လည်းပဲပြက်ွက်လို့ကျွန်တော်ပြက်ွက်မှုကျွန်တော်သိရှက်တာပဲသူပြောတာ ဲ့တော့မှဒီလိုကလေးမျိုးလည်းပဲဒီလိုလူမျိုးတွေလည်းပဲကျမတို့ပတ်ဝန်းကျင်နာမှာရှိပါလားလို့ကျမစဉ်းစားမိတာပါပထမလူမျိုးကတော့ကျမမောင်လေးလို့အင်မတန်စိတ်ပြည့်စရာကောင်းတဲ့လူမျိုးသူ့ရဲ့ဆေးပညာနဲ့ပြောရရင်တော့အခချင်းငွေယူပြီးတော့အထူးကူဆေးရုံကြီးတွေမှာအလုပ်လုပ်နေတဲ့ကျမမောင်လေးသူပေးတာကျွေးတာလည်းကျမစားရပါတယ်သို့တော့ကျမသူ့အလုပ်ကိုတာမှုမပေါ်နိုင်ဘူး ကျမမောင်လေးလိုမျိုးပေးဘေးပတ်ဝန်းကျင်မှာရှိနေတဲ့အခက်အခဲဘာတခုမှဝင်းပြီးပါဝင်ပတ်သက်ဖြေရှင်းပေးခြင်းနဲ့စိတ်မျိုးမရှိတဲ့ကျမမောင်လေးကိုပုံပုံမျိုးတယောက်ဒုတိယတယောက်ကတော့ရင်ကျေးတယ်တိမ်မွေ့တယ်ပတ်ဝန်းကျင်ကိုစီယုံတတ်တဲ့စွမ်းရည်ရှိတယ်ဒီရင်ကျေး ချင်းချင်းလေးနဲ့သူ့နာမည်လေးသူထိုးပြီးတော့ကျွန်တော်သိမ်းပါမယ်ဆိုတာဝန်ယူမှုပုဂ္ဂိုလ်ကိုကိုယ်တိုင်တာဝန်ယူတဲ့စိတ်ဓာတ်ကလေးနဲ့ကိစ္စတရားကိုဦးဆောင်သွားတာဒီထဲမှာအမှိုက်ချက်ပါဒါလည်းမဟုတ်ဘူးကျွန်တော်သိမ်းပါမယ်ဆိုသူ့ကိုယ်သူတာဝန်ယူမှုလေးအဲ့ဒါမျိုးလေးကလည်းအမတန်ရှားတဲ့စိတ်ဓာတ်ပါအဲ့ဒီစိတ်ဓာတ်ရှိတဲ့လူငယ်လေးကတယောက်နှစ်ယောက်အနောက်တစ်ယောက်ကတော့သူ့ကိုယ်သူနာမည်လည်းမခေါ်ဘူးဘယ်သူပဲပါဆိုရင်လေလူကြီးလူပဲထွက်ပြမနေဘူး လှုပ်ရှားရှိတာကိုအမြင်မတော်ဝင်လှုပ်ပြီးပြီးပြီးဆုံးအောင်အစလေဆုံးတက်တက်ရရစေရနာမေတ္တာနဲ့အကုန်လှုပ်ပြီးသွားတဲ့လူမျိုးအဲ့လိုလူသုံးမျိုးကျမတို့ပတ်ဝန်းကျင်မှာရှိပါလေအဲ့လိုလူသုံးမျိုးတွေကဘယ်လိုလူမျိုးကိုကျမတို့ရွေးချယ်ရမလဲဆိုတာကျမတို့လမ်းကြောင်းမပေးကြပါဘူးကိုကိုတိုင်းရွေးချယ်ဖို့ကိုကိုတိုင်းဆုံးရဖို့ပဲတာဝန်ရှိပါတယ်အဲ့ဒါကြောင့်ပြပမှာရှိနေတဲ့ပုဂ္ဂိုလ်များ ။ဒီရင်းမှာနေတဲ့ကျမတို့တွေကိုမေ့ရောမထားပဲနဲ့အခုလိုနားလေးစွန့်စိတ်ဝင်စားနဲ့နော်။ဒီရင်းကကိစ္စလေးကိုဘယ်လိုများပံ့ပိုးလို့ရမလဲ။ပံ့ပိုးနေတဲ့ပုံစံရှိတယ်ဆိုတာကျမသိပါတယ်။သူတို့ကိုယ်တိုင်ကလည်းကျမရဲ့တတိယမိတ်ဆွေလိုပဲတတိယဇာတ်ဇတ်ဆောင်လိုပဲနာမည်မပေါ်ခြင်းလို့မို့နာမည်မပေါ်ဘဲနဲ့လှုပ်လှုပ်ပေးနေတဲ့ ်ဒီရဲမှာပြန်ပြီးတော့ကိုယ့်ရဲ့ငွေရဇာတိရဲ့ရွာမှာပြန်ပြီးလှုပ်နေတဲ့ပုံစံရှိတယ်ဆိုတာလည်းကျွန်မသိပါတယ်ဒီထက်မကပိုးပြီးတော့ကျွန်မတို့ပြည်ရင်းကလူအချက်တွေကိုစီကံတကြစေဆောင်လမ်းပြလို့ပြီးတော့ဘယ်လိုလုပ်ရလဲဘယ်လိုခံရလဲဘယ်လိုနေရလဲဘယ်လိုထိုင်ရလဲဆိုတာကအစအမြင်ကျယ်ကျယ်နဲ့မြောက်ဝီပေးနိုင်မယ်ဆိုရင်ကျမတို့နိုင်ငံဟာ ပဝင်းကျင်အလဲမှာဒီလောက်မျက်နှာငယ်စရာမလိုတော့ပါဘူးကျမတို့ကဒီမိုကရေစီလေးဘာတွေနိုင်ငံရေးစကလုံးတွေတုံးကျင်တုံးမတုံးကျင်ဒီလူ့ဖွဲ့စည်းမှာလူလူနေနိုင်ပြီးတော့လူချင်းချင်းလူလူတံမိုးထားတဲ့အပြန်အလှန်လေးစားတဲ့လူသားတွေအစုဝေးတဲ့နေရာဌာနပဲဖြစ်ဖို့အလိုရှိပါတယ်